Hello hello အားလုံးပဲမင်္ဂလာမနက်ခင်းပါရှင်ပရိသတ်များအားလုံးကိုကျွန်တော်ရဲ့ဒီနိုင်စပေါ့မြန်မာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုပါတယ်ဒီနေ့ရအားကစားတဲ့အကြောင်းအရာတွေကိုကျွန်တော်ကနေပြီးတော့တောင်းယူတင်ဆက်ပေးသွားမှာပါဒီနေ့မှာပရိသတ်တွေအတွက်ပရမဆုံးအနေနဲ့ကစားသမား9ယောက်ကိုအမြင်တက်ပြီးဝေဖန်လိုက်ကရှင်းထုတ်သွားမယ့်အကြောင်းကို Reckley ကတော့ပေါ်တင်မဲပြောလာခဲ့ပါတယ် United ရဲ့ဖူးတဲ့ပိုင်ရှင် Sergeant Reckley ကတော့အတင်းမှာသူတို့ဝဲခဲ့တာမဟုတ်ဘဲနဲ့ခြေစွမ်းနေမကောင်းတဲ့အချိန် လမ်းစာအများကြီးပေးနေရတဲ့ကစားသမားတွေလည်းရှိနေတယ်လို့နမည်တက်ပြီးအဲ့ဒီအသင်းသား၅ယောက်ကိုထောက်ပြခဲ့ပါတယ်။ Replican United ကိုဘူးရဲပိုင်ရှင်အနေနဲ့တာဝန်ယူတဲ့ကအသင်းရဲ့အသုံးစရိတ်ပိုင်း short term မှုတွေကိုခက်ကြမ်းကြမ်းလှုပ်ဆောင်နေပြီးတော့ဝင်းနေ short term မှုတွေကိုလည်းလှုပ်ဆောင်ထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ United ကစားသမားတွေကိုဒီလိုမျိုးနမည်တက်ပြီးလူသိရှင်ကြားထုတ်ဖော်ပြောလာတာကသူရှင်းထုတ်ခြင်းကြောင့်ပေါ်တင်အတီးပေးလာတာလည်းဖြစ်ပါတယ်။ကျွန်တော်တို့ຫນွေရာသီမှာဘယ်ကစားသမားတွေဝယ်မယ်ဆိုတာထက် ကျွန်တော်တို့မဝယ်ခဲ့တဲ့ကစားသမားတွေကိစ္စကိုလည်းလုပ်ရပါအောင်မယ်။အတင်းကဝယ်ထားခဲ့တဲ့အန်တိုနီကက်စမီရို၊အိုနနာဝိုင်လန်၊ဆန်ချိုဒီလူတွေတန်ရှိနေပါသေးတယ်။ကျွန်တော်တို့ကြိုင်ကြိုင်ကြိုင်ဒီကစားသမားတွေဝယ်ထားတာကိုတော့စက္ကန့်ပြီးဖြည့်ရှင်းနေရတာတွေလုပ်နေရပါတယ်။ဆန်ချိုဆိုလို့ရှိရင်အခုသူချက်စီအတွက်ကစားနေရတယ်ဆိုပေမဲ့သူရဲ့လားစာတဝက်ကိုအတင်းကနေပေးထားရတာပါ။လူရည်ဒီမှာသူ့ကိုအပြီးတိုင်းရောင်းချဖို့အတွက် ပေါင်18တန်းကျွန်တော်တို့ပေးထားရပါတယ်လို့ရက်ကလီကတော့ပြောလာပါပြီ။ ဘရာဇီးတမင်္ဂလာသမားဖြစ်တဲ့အန်တိုနီကလည်း United အတွက်ကိုပေါင်80တန်းခွဲနဲ့ဝယ်ခဲ့ပေမယ့်အသေးမှခြေစွမ်းနေမပြနိုင်လို့ Real Madrid အငားချထားခဲ့ရပါတယ်။ Sancho ကိုပေါင်83တန်း၊ Casemiro ကိုတော့ပေါင်80တန်း၊ Wayland ကိုတော့ပေါင်82တန်း၊ Onana ကိုတော့ပေါင်58.2တန်းနဲ့ United ကအသီးသီးဝယ်ထားခဲ့ပြီးဒီကစားသမားတွေအားလုံးက United မှာဝေဖန်မှုတွေကိုခံယူနေရပါတယ်။ဒီကစားသမားတွေရဲ့ကောင်မှတချို့ကတော့လုံလောက်ကောင်းမှုမရှိဘူး။တချို့ကလည်းဖြစ်တင်တာထက် ်လာစာတွေအများကြီးပို့ပေးထားရတယ်။ကျွန်တော်တို့အတွက်ကတော့အသင်းရဲ့လူစရင်းကိုတာဝန်ယူမှုတာဝန်ခံမှုရှိရှိနဲ့အချိန်ယူအထိုင်ချန်သွားရမှာပဲလို့ reckless ကပြောင်းလဲမှုတွေလုပ်မဲ့အကြောင်းကိုအတိပေးလာခဲ့ပါရှင်။နံပါတ်2ပရိသတ်တွေစိတ်ပြတ်နေကြတဲ့ United Queen သစ်ဒီဇိုင်းအကြောင်းကိုလည်းပြပြပေးသားချင်ပါတယ်။ United ဟာဒီနေ့မှာတော့သူရဲ့ပရိသတ်တသိန်းအထိဝင်ဆမ်းမဲ့ Wembley of Knowledge ကြွေးကြော်ထားတဲ့ Queen သစ်ဒီဇိုင်းနဲ့အစီအစဉ်အသစ်တွေကိုခြားပြလာခဲ့ပါတယ်။ ဒီကွင်းသစ်က Ultra 4 area မှာပဲတည်ဆောက်မှာဖြစ်ပြီးတော့လက်ရှိကွင်းအောင်ကိုလုံးဝဖြိုချပြီးအသစ်ပြန်ဆောက်သွားမှာပါနှစ်ဘီလီယံအထိကုန်ကျစရိတ်တွေဒီကွင်းသစ်စီမံကိန်းအတွက်ဒီကုန်ကျစရိတ်တွေအတွက်ဘယ်အငွေနဲ့သုံးမလဲဆိုရယ်ဘဏ္ဍာရေးအစီအမံတွေတော့မရှိသေးဘူးဆိုပြီးတော့သိရပါတယ်ဒါအပြင်ကိုကွင်းသစ်ဆောက်နေတဲ့အချိန်မှာ United ကဘယ်မှာကစားသွားမလဲပြီးတော့ဘယ်လိုဆောက်လုပ်ရည်တွေစတင်မလဲဆိုရယ်အဒီကကြားရတဲ့မိကွန်းတွေကိုလည်း United တောင်းရှိသူတွေကတော့အပြည့်မပေးနိုင်သေးပါဘူး လမ်းမကျောင်းပြည်သူကကုမ္ပဏီတစ်ခုကရွေးဆဲလာတဲ့ဒီဇိုင်းဖြစ်ပေမယ့်အတင်းရပရိသတ်တွေကတော့ United ရဲ့ကွင်းသစ်ဒီဇိုင်းဟာ Spider-Man, Penguin လိုလိုနဲ့ပုံမှန်မကျဘူးလို့လူမှုကွန်ရက်စာမျက်နှာကနေပြီးတော့ဝေဖန်ထားကြပါတယ်ရှင်။နံပါတ်3လက်ရွေးစင်ရည်သေးမှရွေးချယ်ခံရဖို့မထိုင်တန်လို့ဇက်စည်းကို Ronald Koeman ကတော့ခြံလက်ခဲ့ပါပြီ။ United တိုက်စစ်မှုဇက်စည်းဟာလာမယ့် National League ပြိုင်ပွဲတွေအတွက်ဒေသလန်လူဆိုင်ရင်းမှာဆန်လက်ခံခဲ့ရပြီးမြပြရော်နယ်ကိုမန်ကဇစီကဒီလလုံးစိန် တရွေးစီရင်တင်မှာကစားနိုင်လောက်တဲ့စွမ်းရည်မျိုးလည်းမရှိသေးဘူးလို့ပြောခဲ့ပါတယ်။ယူရို2024ပြိုင်ပွဲတုန်းကတော့တူရကီနယ်ပွဲမှာနေသာလန်အသင်းအတွက်ပွဲဦးထွက်ခွင့်ရတဲ့သူဇက်စီတယောက်ဒီနောက်ပိုင်းတွေကလည်းရွေးစီရင်တင်မှာပုံမှန်ရွေးချယ်ခံခဲ့ရပြီးစုစုပေါင်း6ပွဲအထိကစားခဲ့ပါတယ်။ဒါပေမဲ့ဒီအားဒီ United အသင်းမှာဇက်စီထိစမ်းမပြနိုင်ဘဲနဲ့ရုံးကန်နေရတယ်လို့မျိုးနောက်ဆုံး18ပွဲမှာနှစ်ကိုယ်ပဲသွင်းယူနိုင်ခဲ့တာကြောင့်ရိုနယ်ကိုမန်ကလည်းရွေးစီရင်တင်မှာဇက်စီရွေးချယ်ခံရဖို့မထိုင်တန်ဘူးလို့ပြည့်ပြည့်သားသားကပြောခဲ့ပါတယ်။ အသက်23နှစ်အရွယ်ရှိပြီဖြစ်သူဇက်စီကဒီယာဒီဆန်ကပိုလိုနာကနဲ့ United အသင်းစီကိုပေါင်36.5တန်းနဲ့ရောင်းရှိခဲ့ပြီးတော့လက်ရှိအချိန်အထိ Premier League မှာ3ဂိုးပင်သွင်းယူထားနိုင်ခဲ့ပါတယ်။ဒါကြောင့်မို့ Ronnie Coleman ကပထမလူစိုင်းရင်းထဲမှာဇက်စီကိုမရွေးခဲ့ပါဘူး။ဘာလို့လဲဆိုတော့အခုလောလောဆယ်သူရဲ့ခြေစွမ်းတွေကလက်ရွေးစင်ရဲ့တင်းအတွက်ရွေးချယ်ခံရဖို့အထိကိုကောင်းမွန်မှုမရှိတာကြောက်ပါပဲ။ကျွန်တော်တို့အသင်းမှာအကွင်းနဲ့ခန်းစီအတွက်ရွေးချယ်စရာကစားသမားတွေအများကြီးရှိပေမယ့်တိုင်းစင်မှာတော့အကန့်အသတ်နဲ့ပဲရှိပါရင် ဒါပေမဲ့လည်းအတင်းမှရွေးချယ်ခင်ရဖို့အတွက်ထိုင်တန်နဲ့ဆက်ဆောင်ရေးပြသဖို့လိုအပ်နေပြီအခုချိန်မှာတော့ဇက်စီးအောင်မထိုင်တန်သေးပေနောက်တစ်ခါမှပဲသူ့ကိုရွေးချယ်သွားဖို့အတွက်ရှိပါတယ်လို့ပြောခဲ့ပါတယ်နေသာလန်လူစရင်းမှာဇက်စီးနဲ့တူ United ရဲ့အတင်းပေါ်ဒီလိတ်ကလည်းချန်လက်ခံခဲ့ရပါတယ်ဒီလိတ်ရဆိုရင်နေသာလန်အတင်းမှာပွဲဥထွက်ခဲ့တဲ့2019ခုနှစ်ကစလို့ဒန်ယန်ကြောင့်နားယူရတာကလွင့်ရင်တနေ့ချိန်တိုင်းမှာရွေးချယ်ခံရပြီမယ်အခု United ကိုရောက်မှပဲလူစရင်းကနေပြီးတော့ချန်လက်ခံခဲ့ရတယ်ဖြစ်ပါတယ်ရှင်နောက်ဆုံးအနေနဲ့ တဟက်ကိုစာချုပ်သက်တမ်းတိုးခြင်းဟာမှားယွင်းခဲ့တယ်လို့စာချင်းဝန်ခံသွားခဲ့ပါပြီ United အသင်းရဲ့အစုရှယ်ယာရှင် Satellite League ကသူတို့အနေနဲ့ United ရဲ့ဒီပြားဟောင်း Eric Tahek ကိုစာချုပ်အသေးချုပ်ဆိုခဲ့မှုဟာအမှားတကူဖြစ်ကြောင်းဝန်ခံသွားပါတယ်စာချင်းက The Telegraph နဲ့ interview မှာဒါရီကအမှားပါပဲ Eric နဲ့ပတ်သက်တာအနေငယ်သက်သာစရာရှိပါတယ်အဲ့ဒီချိန်တုန်းကအငင်းပွားမှုတွေအများကြီးလင်းရှိခဲ့ပါတယ်သူ plan တလုံးကိုယူပေးနိုင်ခဲ့တာကပြည်သက်တရားနဲ့သူနဲ့ဆက်လက်ပူးပေါင်းဖို့လိုလားနေဆိုတော့ သိတာထင်ရှားခဲ့ပါရင်ဒါပေမဲ့နှစ်ခုလုံးကအမားတွေပါပဲဒီတက်ဖို့ဘာမှပြောစရာမရှိတော့ပါဘူးဒါကလည်းခရီးတစ်ခုပါပဲခရီးတစ်လျှောက်မှာစုံပြန့်ချက်တွေအများကြီးခြားရမှာဖြစ်ပြီးတော့ဒါရီအလုံးကိုမန်အောင်လုပ်နိုင်မှာတော့မဟုတ်ဘူးအနာကက်မှာလည်းအားလုံးကိုမန်အောင်လုပ်နိုင်မယ်လို့လည်းမထင်ဘူးဘာလို့ဆိုကျွန်တော်တို့ကပြည်ပြည့်စုံတဲ့သူတွေလည်းမဟုတ်လို့ပါလို့ဖြေချားခဲ့ပါရင်တန်ကပြီးခဲ့တဲ့ရာသီကုန်ကန်ဒီမှာပဲ United အတွက် FA Cup Plan ကိုရယူပေးခဲ့ပြီး European League ပြိုင်ပွဲဝင်ခွင့်ကိုပါရရှိအောင်လို့ ဆွဲဆောင်နိုင်ခဲ့တာမို့စာဂျင်ရဂလီတိုဘက်ကနေစာချုပ်သီးချုပ်ဆိုခဲ့ပြီးမိရာသီအစပိုင်းမှာရလက်တွေကောင်းမွန်အောင်လို့မဆန်းဆောင်နိုင်ခဲ့တာကြောင့်လက်တွဲဖြုတ်ပြီးယူဘီအမိုရင်ကိုအစားထိုးခံခဲ့ရပါရှင်။ဟုတ်ကဲ့ပါဒီနေ့ရတဲ့တင်အကြောင်းအရာကတော့ဒီလောက်ပါပဲ။နားဆင်ပြီးခဲ့တဲ့အတွက်ပရိသတ်များအားလုံးကိုလည်းအတူတူပဲကျေးဇူးတင်ပါတယ်ရှင်။ဒီဇိုင်းပရိသတ်များအားလုံးလည်းနေအတွက်မှာရွှေခွက်နဲ့ငွေရည်အပြည့်အမှတ်ခံယူနိုင်ကြပါစေရှင်။